အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျခိုင်နှင်းဝေကိုလူမှုကွန်ရက်ပေါ်တွင်ဝေဖန်ခဲ့တော့ Model Agency ပိုင်ရှင် John Lung ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေကြောင်းသိရပါတယ်။ရန်ကုန်မြို့ရှိနာမည်ကျော် Model Agency ပိုင်ရှင် John Lung ကိုစစ်တပ်ကခေါ်ယူစစ်ဆေးလက်ရှိကြောင်းစစ်တပ် Lobby Telegram Channel ကသတင်းဖော်ပြလာပါတယ်။ John လေးရဲ့ညနေပိုင်းပြည်ပမှရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီးနောက် John Lung ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးစစ်တပ် Lobby Telegram ၏သတင်းဖော်ပြချက်အရအစိုးရချမ်းချမ်းရောင်းချသည့်ကုန်ပစ္စည်းများကိုဝယ်ယူသည့်ဆိုသောသတင်းများကြောင့်ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ။သူပြောင်းနေတယ်ဆိုတာတော့သတိထားမိတယ်။အခုခေါ်ပြီးစစ်ဆေးနေတယ်ဆိုတာသိရတော့အဆင်မကောင်းဘူး။သူကသူ့အမေကိုအယမ်းချစ်အယမ်းယူဆိုင်တဲ့သူပါ။သူ့အမေကလည်းသူ့သားကိုအယမ်းချစ်တော့မြန်မြန်ပြန်လွတ်ပါစေဆုတောင်းပါတယ်ဟု။ရန်ကုန်မြို့မှာရုပ်ရှင်လောကသားတဦးကပြောပါတယ်။အခြားရုပ်ရှင်လောကသားတဦးကစစ်တပ်ကဂျွန်လွန်ကိုခေါ်ယူစစ်ဆေးမှုသည်စစ်တပ်ဖက်တော်သားခိုင်ညွန့်ဝေကိုဂျွန်လွန်ကလူမှုကွန်ရက်ပေါ်မှာတဆင့်ဝေဖန်ခဲ့မှုကြောင့်အဓိက ဖြစ်နိုင်ပြီးခိုင်ညွန့်ဝေကို မှားလွဲသောအလှူငွေ29သိန်းပြန်လွှဲပေးရန်ခိုင်နှင်းဝေကိုဝေဖန်သော post များကိုဂျွန်လွန်ကလူမှုကွန်ရက်မှတစ်ဆင့်အကြိမ်ကြီးများစွာရှယ်ခဲ့ကြောင်းသိရပါသည်။ဂျွန်လွန်ကခိုင်နှင်းဝေကိုဒက်ဆော်ပြီးစိန်ခေါ်ပြီးခိုင်နှင်းဝေမူမှန်တဲ့အကြောင်းတွေကိုနောက်လျှောက်ရှယ်ခဲ့တာ။အဲဒါကြောင့်ထင်တယ်ဟုအခြားရုပ်ရှင်လောကသားတူကရှင်းပြပါသည်။မေလ26ရက်နေ့ဂျွန်လွန်ကခိုင်နှင်းဝေအနေဖြင့်မှားလွဲလာသောအလှူငွေ29သိန်းကိုချက်ချင်းပြန်ပေးတဲ့အောင်ဝေဖန်ရေးသားခဲ့ပါသည်။လူပိသရင်ပြီးပြီးအချိန်ကအရန်လေးစားတယ်။ ငါတို့မလုံနိုင်မသွားနိုင်တဲ့နေရာတွေသူအပြန်ပန်းခံပြီးလုံနိုင်တယ်ဆိုပြီးတအားလေးစားခဲ့ပါတယ်အခုတော့29သိန်းကျော်ရီခရက်မှာဒီလောက်အသေးစိတ်ရှင်းပြတာဒါတောင်မျက်နှာပြောင်တိုက်ပြီးဝန်ထမ်းကတမျိုးအမျိုးမျိုးတွေဆိုတော့တခုတော့တီထားစေချင်ပါတယ်နတ်ပြည်ကြွချင်တဲ့သူကသူ့ဖာသူလွတ်လန်းရှာပါလိမ့်မယ်ဇီကိုဘီနတ်ပြည်တခံရလောက်အောင်တီလောက်တွေမူးမချုပ်စေချင်ဘူးတေဝံဖွဲ့စည်းထားတဲ့အဖွဲ့စည်းကိုတေဝံဖွဲ့စည်းထားတဲ့အဖွဲ့စည်းကဝန်ဆစ်ဆေးလို့ရတယ်ဆိုတာတီထားစေချင်တယ် လူတွေကဖျဲဖျဲပြတိုင်း6ရက်အောင်မင်းမဲ့တိုင်းပြည်လဲမဟုတ်ဟုဂျွန်လွင်ကသူ၏လူမှုကွန်ရက်တွင်မေလ26ရက်နေ့ကရေးသားခဲ့ပါတယ်မြန်မာနိုင်ငံတွင်ရေဘေးငလျင်ဘေးအပါဝင်ဘေးဒုက္ခများကိုခိုင်နှဲဝေကပြည်သူလူထုတာမှအလှူငွေများကောက်ယူ၍ပြန်လည်လှူဒန်းဆောင်ရွက်ရာတွင်စစ်တပ်နှင့်ပူးပေါင်း၍ဒေသအာဏာပိုင်များမှတဆင့်လှူဒန်းခြင်းပြည်သူလူထုကလူဒန်းသောငွေများကိုနေမြေခံအာဏာပိုင်များထံသို့တိုက်ရိုက်လွှဲအပ်ခြင်းစစ်တပ်နှင့်ပတ်သက်သောခါးနာများသို့တက်ရောက်ခြင်း စစ်တပ်ထောက်ခံသော policy ကားများတွင်တက်တက်ကြွကြွပါဝင်သရုပ်ဆောင်ခြင်းတို့ကြောင့်စစ်တပ်ဖက်တော်သားအဖြစ်တမတ်ဝေဖန်မှုများရုပ်ရှင်တိုင်းဝိုင်းနဲ့ပြည်သူများကြားတွင်ထွက်ပေါ်လျက်ရှိပါသည်။ကြောင်းမတရလို့ငါးရန်ကြောင်းသူတူကိုကိုကိုအဆုံးစီရင်ကြောင်းတည်ရပါသည်။ KNI ကရပြည်နယ်လွန်ကော်မြုတ်နယ်အရှိချမ်းစစ်ဆောင်စခန်းမှာရှိတဲ့ငါးရန်ကြောင်းသူတူကြောင်းမတရလို့ကိုကိုကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ KNI ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အထွေထွေတွင်မှုကပြောပါသည်။ လကောင်မျိုးအရှိချမ်းမှာစစ်ပေးရှောင်နေရတဲ့အသက်၁၄နှစ်အရွယ်ငါးရန်ကျောင်းသူမိန်းကလေးကိုကျောင်းထွက်ဖို့မိဘတွေကပြောဆိုခဲ့ဘူးသလိုပညာသင်ကြားရဲ့အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူပေးနိုင်တာမျိုးလည်းမရှိဘူးလို့လည်းသိရပါဗျ။ကလေးမလေးကကျောင်းတက်ပျော်ပြီးစာလဲတော်တယ်။ကလေးရဲ့မိဘတွေကအဆင်မပြေတော့ကျောင်းထွက်ဖို့သူတို့သမီးကိုပြောခုတယ်လို့သိရတယ်။လကောင်မျိုးနဲ့အရှိချမ်းလကောင်ပွန်ချောင်းကားလမ်းဘေးကစစ်ရှောင်စကားငယ်လေးတစ်ခုပါလို့ IEC အတွင်းရေးမှူးကပြောပါတယ်။ ကြောင်းတက်ရဖို့အခက်အခဲတွေကြုံတွေ့ခဲ့ရတဲ့ငါးရန်ကြောင်းသူမိန်းကလေးဟာသူမသေးဆုံးမိမှာ စာတစောင်ရေးသားခဲ့ပြီးစာထဲမှာမွင်းရဲ့အရေးသားတိုင်းဆိုလို့ရှိရင်တမီးကြောင်းတက်ထင်လို့အမေဟိုဝါဝယ်ခဲ့လို့ပိတ်စာမရှိတဲ့အတွက်တမီးကိုမဝယ်ပေးနိုင်တာအကူအရချစ်ရတဲ့အကူညီမအပေါ်လို့ကြွေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်သည်ငါတငယ်ချင်းတွင်ဆရာမများတွင်ကျမကိုစာသင်ပေးတဲ့အကျေးဇူးတင်တယ်လို့ပြောပေးပါအကူညီမလေးကြောင်းတက်ဖို့ဘသူမှခွင့်မလို့ပေးတော့ဘူးပေါ့ညီမလေးအရန်ပင်ပန်းနေပြီအမေတမီးသွားတော့မယ် love family အဖေကအရင်လိုမျိုးမဆိုးပါနဲ့လို့တမိစုတောင်းပါတယ်လို့យေတာထားပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ဆေးရပရိပခါတွေကြောင့်ဂေနီပြည်နယ်တွင်ចောင်းအများစုဟာကိုတူပုံထရုံးကနေကြရပြီးစစ်ဘေးရှောင်စခန်းတွေမှာစာတင်ကြားမှုတွေရှိနေပေမဲ့ပြည်ရရဲ့အတွက်အထောက်ပံ့လိုအပ်ချက်တွေများပြီးအပြည့်အဝမထောက်ပံ့သေးနိုင်ဘူးလို့လည်းတီးရပါတယ်။ ် IEC ပညာရေးဌာနမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မြို့နယ်ပညာရေးဘုတ်အဖွဲ့မြို့နယ်ပညာရေးမှုတို့ကမိဘတွေပါဝင်လူမှုရေးအသင်းအဖွဲ့ပညာရေးအင်အားစုတွေနဲ့ပုံမှန်ပေါင်းစပ်ညီနိုင်ပြီးဆရာဆရာမထောက်ပံ့ခြင်းငွေနဲ့လိုအပ်တဲ့တင်ထောက်ကူတွေကိုတတ်နိုင်သမျှဝိုင်းဝန်းဖြည့်ဆည်းကြပါတယ်။ဒါ့ပြင်လိုအပ်ချက်တွေကကြီးမားလွန်းတော့ထောင်စစ်အောင်ပံ့ပိုးမှုတွေမလုပ်နိုင်ဘူးလို့အထွေထွေတွင်းမှုကပြောပါတယ်။ ဈေးပရိပခတွေမလုံးကြုံမှုတွေနေရာစွန့်ကွာတင်းရှောင်ရမှုတွေနဲ့အရေးပေါ်ဝန်ဆောင်မှုပြတ်တောက်ခြင်းတို့ကြောင့်မြန်မာနိုင်ငံတွင်ကလေးငယ်၅သန်းနီးပါးပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်လို့ UNICEF မြန်မာက2025 February 5ရက်အစည်းအခမ်းအစမှာဖော်ပြထားပါတယ်။ဒါအပြင်ပညာသင်ရယူမှုခွင့်လန်းလျော့နေလာတာလက်လက်ကင်ဖွဲ့တို့ရဲ့အတင်းအဓမ္မလူသစ်စုဆောင်ခါရတာအသက်မပြည့်မီအတင်းကျပ်လက်တထေးများခံရတာကလေးလုံသားဖြစ်သုံးချခံရတာစတဲ့ပြင်းထန်တဲ့ကလေးတငယ်ခွင့်ရေးချိုးပေါက်ခံရမှုတွေလည်းကြုံတွေ့နေရတယ်လို့ UNICEF မြန်မာရဲ့အစည်းအခမ်းအစာမှာဖော်ပြထားပါတယ် စစ်ကောင်စီကို ILO Article 33ဖြင့်အရေးယူမှုကြောင့်ပြည်သူလူထုကိုထိခိုက်ရမှရှိပဲမရောက်နိုင်မီသားစုစီးပွားရပါဝင်စစ်တပ်နဲ့ဆက်နွယ်သောလုံငန်းများလေယံစီနဲ့နိုင်ငံခြားငွေစီးဆင်းမှုကိုအထူးပြတ်မှတ်ထားအရေးယူမည်လို့တည်ရပါတယ်အချမ်းမဲ့စစ်ကောင်စီကို ILO Article 33ဖြင့်အရေးယူရန် အပြည်ပြည်ဆိုင်ရာလူထုမှအဖွဲ့ချုပ်အာရလုံကြီးလာခန်ကစွန့်ပြတ်မှုမှာမြမပြည်သူများကိုထိခိုက်ရမှာရှိပဲစစ်ကောင်စီနဲ့ပတ်သက်နေသည့်လေရင်စီနဲ့နိုင်ငံခြားငွေစီးဆင်းမှုကိုအဓိကပြစ်မှတ်ထားအရေးယူရန်သာရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်ကပြောကြားပါသည် ဇွန်လ9ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်ခဲ့သောတရားနယ်စစ်သုံးကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားညီလာခံ ILC တွင်လူငယ်များနှင့်အလုံသမားများကိုစစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစစ်ထဲသွတ်သွင်းပြီးအလုံသမားအခွင့်အရေးအလူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည် ထိုကဲ့သို့ဆုံးဖြတ်မှုပေါ်မြန်မာပြည်သူထုကို ထိခိုက်စေသောစီးပွဲပိတ်ဆို့မှုများရောက်ရှိလာမည်ဖြစ်ပြီး IRL အရေးယူမှုသည်မြန်မာပြည်သူများနဲ့လူထုများကိုထိခိုက်စေမည်ဆိုသောဝါဒဖြန့်မှုများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာနေကြောင်းအမှန်တကယ် IRL ဤဆုံးဖြတ်ချက်များကိုတေချာစွာဖတ်ရှုစေလိုကြောင်း IRL ဆုံးဖြတ်ချက်ကိုတေချာစွာမဖတ်ရှုဘဲလူထုကိုထိခိုက်မည်ဟုဆိုနေခြင်းမှာလက်ခံနိုင်စရာမရှိကြောင်းဥမ္မောင်ကရှင်းပြပါပါတယ် ILO ကပြောတာက relationship ကိုပြန်ပြီး review လုပ်ဖို့ရည်ထားတယ် ်ဒါတခုနောက်တခုက Jack Fuel လေယံစီနဲ့ပတ်သက်လို့ရေးထားတာပါတယ် Jack လေယံလေယံပြန်လောင်စာစီကိုပြန်ပြီးသုံးသပ်ဖို့ဆိုတဲ့ကိစ္စနောက်တစ်ခုက Free Flow of Fund to the Military လို့ရေးထားပါတယ် Jack လေယံပြန်လောင်စာစီဆိုတာကတော့အဓိကကတော့ဘုံကျဲနေတဲ့လေယံပြန်တွေကိုရပ်တန့်ဖို့ကလူတိုင်းသိကြပါဘောနော်ဘုံကျဲနေတဲ့လေရင်ပြန်ရက်တန့်ဖို့ဆိုတာကကျွန်တော်တို့ရဲ့ခြေခံလူသမားတွေပေါ်မှာဘလို့တက်ရောက်မှုရှိမလဲဆိုတာတေချာရှင်းပြဖို့လိုတာပေါ့နော်ဟုတ်တယ်မလားစာကုပ်တိတိကျကျရေးထားရနော်ကျွန်တော်တို့စာကုပ်ရေးကြတဲ့ကဒီဟာကိုမူကျမ်းလုံကြတဲ့က ဒီအဲ့ဒီအတန်တွေကိုကြားတဲ့အတွက်ကြောင့်ကြီးကြီးကြပ်ရေးထားတာဂျက်လီယင်ပြန်ကိုတိုက်လီယင်ပြန်ရဲ့လောင်စာကိုပိတ်တာထိုင်းသားရထဲထွတ်လုံငန်းကလူတွေကိုဘလို့တက်ရောက်မှုရှိလဲဆိုတာကျွန်တော်တို့ရှင်းပြဖို့လိုတယ်ဒီတိုင်းရမ်းဖြစ်လို့တော့မရဘူးဟုဥပမာကပြောပါတယ်တက်ဂရက်2000ပြင်းတဲ့ကလည်း ILO ကမြန်မာစစ်တပ်ကို ILO article 33ဖြင့်အရေးယူခဲ့ပြီးရင်းအချိန်ကအချိန်နဲ့ယခုအချိန်နဲ့မှမတူညီတဲ့ရောကြောင့်စစ်ကောင်စီထံသို့ငွေကြေးစည်းစိမ်မှုများကိုလည်းဖျက်တောက်များအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းကဆက်လက်ဖြေဆိုပါတယ်စီအိုစုစီကိုငွေတွေကသွားနေတယ်ဗျာ ဘဲကနေသွားနေလဲကျွန်တော်လိုက်ကြည့်မယ်ကြည့်ဖို့လိုတယ်လေကြီးဆောင်ဝယ်တဲ့ကိစ္စလင်းပြောင်ဝယ်တဲ့ကိစ္စ တင်ကားအတွက်အပူပစ္စည်းတွေဝယ်တဲ့ကိစ္စတင်ကားအတွက်ကို spare part ကမြန်မာပြည်မှာမထုတ်နိုင်ပါဘူးအဲ့ဒီကြီးတွေဝယ်တာတို့လင်းပြန်အတွက်အပူပစ္စည်းဝယ်တာကိုအားလုံးကဘယ်ကလာသလဲနိုင်ငံခြားကလာတယ်နိုင်ငံခြားကလာတယ်ဆိုရင်အခုတတိငွေရေးကြေးစည်းစင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီငွေတွေဘယ်ကလာသလဲကျွန်တော်တို့ကစမ်းစစ်ရမယ်စမ်းစစ်ပါမယ်စမ်းစစ်တာကလောက်ရမှာကဘာလဲဆိုလို့ရှိရင်မြောက်လိုင်းသားသမီးတို့တို့လုတ်ခဲ့တဲ့လုပ်ငန်းတွေစိုးဝင်သားသမီးတို့တို့လုတ်တဲ့လုပ်ငန်းတွေတို့တို့ credit card ကိုပိတ်တာကလိုင်းတာယာကလူကိုဘယ်လိုလုတ်ပြုတ်မလဲကျွန်တော်မသိဘူးခုနကပြောတဲ့ investment တွေကအကြီးကြီးတွေက သူတို့နဲ့လုပ်တဲ့ကိစ္စနောက်တစ်ခါဥပိုင် limited ကိစ္စဥပိုင် limited နဲ့လုပ်တဲ့အလုပ်တွေစစ်တပ်ကကိုင်းတဲ့ဆက်သွယ်ကုမ္ပဏီတွေဆိုလာကားတွေပိတ်တဲ့ကိစ္စအဲ့ဒီဟာကိုပိတ်တာကလှိုင်းသာယာကသူလူကလက်စစ်ကားမဝယ်နိုင်သေးဘူးဗျ။ မတော်ဆန်ကတော့အနိုင်နိုင်ပဲအဲ့ဒီဟာတွေကိုလိုက်မှာမလို့စာကိုအဲ့ဒီလိုရေးထားတာပါအခြေခံလို့တမတယောက်မှုရှိတယ်ဆိုတဲ့လူတွေကိုကျွန်တော်ရှင်းပြစေချင်တယ်။ဘာကြောင့်တက်လျင်ပြန်စီပိတ်တာလှိုင်းသားရကလူအလို့ပြုတ်မဲ့ဆိုတာကိုပြောတယ်လေပေါ့ဗျာ။နောက်တစ်ခါဘာကြောင့်မရောက်နိုင်အုပ်စုကိုငွေရေးကြေးစီစစ်မှုကိုပိတ်တာကဘာကြောင့်လှိုင်းသားရရှိပီတာကလူအခြေခံလူတန်းစားဒုက္ခရောက်မယ်လို့ပြောတယ်လေဆိုတဲ့ကိစ္စတိမ်ကြုံပြီးမပြောပါနဲ့။တိတိကျကျပြောကြည့်ပါကျွန်တော်ဒီလက်အလို့တမတွေနဲ့လက်ပွန်းတီးနေခဲ့တာပါဟုဥမ္မမောင်ကပြောပါတယ်။ ထို့ပြင်မြန်မာနိုင်ငံမှာပြည်ပရင်းနှီးမြှုပ်နှံမှုများထွက်ခွာပါကတရုတ်ရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းဖြင့်နေရာဝယူမိဟုသောဝေဖန်မှုများလည်းကြားအောင် ILO အရေးယူမှုပေါ်အကောင်းမမြင်မဲဝေဖန်နေသူများမှာအခြေခံလူ့သမားများ၏အကြောင်းပင်မသိသေးသူများဖြစ်ကြောင်းစေုပ်စုနှင့်ပတ်သက်သူမှန်သမျှ ILO အရေးယူမှုတွင်တက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါသည်လူကြောက်အောင်ပြောကြသလိုဝူဝါဝူဝါနဲ့အောက်ကနေလဲဝိုင်းရင်းနေကြတယ်။ရေးတဲ့လူတွေအားလုံးကဘယ်နှယောက်ကများအခြေခံစက်မှုကုံထုတ်မှရှိတဲ့အဲ့ဒီလူတွေရဲ့လစာကိုသူတို့ဘလောက်ရလဲသိကြလားဆိုတာကိုကျွန်တော်အဲ့ဒီလူတွေကိုမေးချင်ပါတယ်။ ်ပြီးတော့နောက်တစ်ခုရှိသေးတယ်ယောဘကစစ်ရုံတွေထွက်သွားရင်တရုတ်တွေဝင်လာမယ်ပို့ဆိုးမယ်ပေါ့အဲ့ဒီတော့ကျွန်တော်ပြောချင်ပါတယ်အခုပုဂ္ဂလိကစစ်မှုကုန်ထုတ်ရှိတဲ့95ရာခိုင်နှုန်းကတရုတ်တွေပါပဲ brand တွေကလာအပ်တယ် H&M ကလာအပ်တယ်အဲ့ဒါထုတ်တာလည်းတရုတ်ပဲဘာမှတရုတ်ကထောက်ဝင်လာစရာအကြောင်းမရှိဘူးတရုတ်ကရောက်နေနေပြီးသားအဲ့ဒါကိုဘာဖြစ်လို့ထပ်ပြီးတော့ရောင်ဝဝနဲ့တရုတ်တွေဝင်လာမှာပေါ့တဲ့တရုတ်ကရောက်နေပြီးသားတရုတ်ကစစ်မှုကုန်ထုတ်တရုတ်အထက်ချုပ်အဖွဲ့တော်ရှိတယ်ရန်ကုန်ရုံးရှိတယ်ဂျက်လီယန်ပြန်စီလောင်စာပိတ်ထားတာကဘာကြောင့်လှန်တရားလူအလိုပြုတ်မလဲဆိုတာမသိဘူး နောက်ခါမရောက်နိုင်အုပ်စုငွေကြေးပိတ်တာလှိုင်းသာရလူပါကြောင့်အလို့ပြုံမလဲဆိုတာကျွန်တော်မသိပါဘူးလို့ဒါကြောင့်မလို့ ILO ရေးယူမှုကအများပြည်သူတက်ရိုက်တက်ရမှုမရှိဘူးဆေးအုပ်စုနဲ့ပတ်သက်ရင်တော့ဖြစ်မယ်ဥပိုင် limited နဲ့ပတ်သက်ရင်တော့ဖြစ်မယ်အဲ့ဒါတော့ကျွန်တော်ပြောနိုင်ပါတယ်ဟုဥမ္မောင်ကပြောပါတယ်မြန်မာနိုင်ငံကို ILO article 33ပြင်အရေးယူတန်းခတ်မှုမှာဒုတိယအကြိမ်ဖြစ်ပြီးဆက်အာဏာရှင်တန်းရွှေလက်ထက်ကလည်းပထမအကြိမ်ဖြစ် ILO ကပြင်းထန်သောတန်းခတ်ပိတ်ဆို့မှုအရေးယူမှုများလို့စောင့်ခဲ့ဖူးပါတယ် တကရ2000ခုနှစ်စစ်အာဏာရှင်အုပ်ချုပ်ရေးဖြစ်သောတန်းရွှေလက်ထက်မြန်မာနိုင်ငံတွင်အတင်းအဓမ္မအလုပ်စီခိုင်းမှု force labor ပြဿနာများအလွန်ဆိုးရွားခဲ့သည့်အပြင်အဘိဘီဆိုင်ရာလူထုမအဖွဲ့ ILO ကမြန်မာနိုင်ငံပေါ် ILO ဥပဒေ Article 33အရအရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့ဖူးပါတယ်။မြန်မာအရေးတွင်တရုတ်အစိုးရကဝင်ရောက်ဆွတ်ဖက်နေမှုအမေရိကန်ရှိကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံရှိတွင်ကန့်ကွက်စာနာပြကြောင်းသိရပါတယ်။မြန်မာအရေးတွင်တရုတ်အစိုးရကဝင်ရောက်ဆွတ်ဖက်နေမှုပေါ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံရှိတွင် ပြည်ပရောက်မြန်မာများကကန့်ကွက်ဆန္ဒပြကြောင်းတီးရပါတယ်။တရုတ်အစိုးရကစစ်ကောင်စီဘက်မှပေါ်ပေါ်တင်တင်ရက်တီပြီးမြမအရေးတွင်ဝင်ရောက်ဆွတ်ဖက်နေမှုများရပ်တန့်ပေးရန်မြမအရေးတက်ကြွလို့ရှာသူများနဲ့ NYCBC အဖွဲ့ကဆန္ဒပြကြခြင်းဖြစ်ပါတယ်။အစိုးရကန့်ကွက်ဆန္ဒပြပွဲတွင်တရုတ်အစိုးရအနေဖြင့်စစ်ကောင်စီပြုလုပ်မိအတုအယောင်ရွေးကောက်ပွဲကိုမထောက်ခံရန်မြမစစ်တပ်ကိုလက်နက်များမထောက်ပံ့ရန်မြမပြည်သူများခက်ခဲများကိုထောက်ထားပေးရန်တောင်းဆိုဆန္ဒပြကြခြင်းဖြစ်ပါတယ်။ တရုတ်အစိုးရကမြန်မာအရေးတွင်တိတိတသားဝင်ရောက်ဆွဖက်လာပြီးတိုင်းရင်သားလက်နက်ကင်ဖွဲ့များကိုမြန်မာစစ်တပ်နဲ့တိုက်ပွဲမဆင်နွှဲပဲငင်းချမ်းရေးစကားပြောရန်စစ်ပွဲဝိုင်းတွင်ဆွေးနွေးရန်စစ်ကောင်စီထံမှတိုင်းရင်သားလက်နက်ကင်ဖွဲ့များကတက်ခတ်သိမ်းယူထားသောနေပြည်တော်များကိုစစ်တပ်ထံသို့ပြန်လည်ပေးရန်ဖိအားပေးမှုများစက်တိုက်လှုပ်ဆောင်လာနေကြောင်းသိရှိရပါသည်